ကိုနဲ့ချင်းနဲ့အတမူဆက်လို့ချင်အားသာလေးတူလွယ်ပါကိုနေတို့နဲ့ရိုက်ဖို့ကကိုကြီးတို့နဲ့ကဒီသင်းလေးရကြတော့လေအဲဘယ်လိုပြောရမလဲအဲဒါရိုက်တာကတော့ပြည့်ပြူနိုင်တဲ့ရိုက်တာပေါ့နော်စီစဉ်ဖြစ်သွားတာအစတည်းကပေါ့နော်ဒီကိုကြီးတို့နဲ့ပထမအရှိဟိုမိုင်းကြီးစီးကြီးတွေထွက်သွားဆိုလေတစ်ခါရိုက်ပြရဆိုတော့ဒီတစ်ခါဝိနေတို့လေးနဲ့ဒီချင်းလေးနဲ့လိုက်တယ်ဆိုပြီးတော့ဒီမိုးဖြစ်ပါမှာမာလေးရောအခုမောင်နှမတွေမစုံနာကြဘူးဆိုတော့စုံနာပေါ့နော်စုံတဲ့ခါမှာရိုက်တဲ့ဟာလေးကတော့ ဟိုလေကြိုက်ပါတယ်မဟုတ်အကိုလာအခုဘာဖြစ်ဘူးအကိုကလည်းပြောတယ်ဘာဖြစ်ဘူးညီမလေးတဲ့ဟိုဘာဖြစ်ဖြစ်ပေါ့အဲ့လိုစကားမပြောဖြစ်တာကြာတော့ပေါ့နော်မရိုက်ဖြစ်တာကြာတော့အကိုလည်းအဲ့လိုဖြစ်တယ်တဲ့အကိုဘာကားလည်းမသိရုပ်ရှင်တိုင်းဆောက်ရိုက်သွားဆိုလဲအကိုလည်းအဲ့လိုပဲဖြစ်တယ်ညီမလေးကဘာဖြစ်ဘူးဘာဖြစ်ဘူးအတူကကြတော့တေးရဝေကြီးပေါ့နော်သူကကြတော့ဒီအချစ်ကိုလိမ့်လေသွားတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်မိဖသားလေးကလာဟိုသူကလေးခြိုက်ပါတယ်မှာအဝေးရေးပေးထားတာဆိုတော့ဝေးရလည်းသူကလက်စိတ်ရှိရဆိုတော့အဒီသူရေးပေးထားတဲ့တခြင်းလေးဆိုတော့လေခြိုက်ပါတယ် ုနေတို့ဖြစ်နေတယ်ပေါ့ဟုတ်တယ်ဟိုမှာကိုရိုးနဲ့ရိုက်ဖို့ဘလို့နောက်တစ်ချီလို့ကိုနေတို့နဲ့ရိုက်ဖို့စီစဉ်ဖြစ်သွားမယ်ပေါ့အာကိုနေတို့နဲ့ရိုက်ဖို့ကကိုရိုးတို့နဲ့ဒီသချင်းလေးရကြတော့လေအာဘလို့ပြောရမလဲအဲဒါရိုက်တာကတော့ပြည့်ပြူနိုင်တဲ့ရိုက်တာပေါ့နော်စီစဉ်ဖြစ်သွားတာအစတည်းကပေါ့နော်ဒီကိုရိုးတို့နဲ့ပထမအရှိဟိုမိုင်းကြီးစီးကြီးတွေထွက်သွားဆိုလဲတစ်ခါရိုက်ပြီးရဆိုဒီတစ်ခါကိုရိုးတို့လေးနဲ့ဒီသချင်းလေးနဲ့လိုက်တယ်ဆိုပြီးတော့ဟုတ်ဖြစ်သွားမှာလေးရော အကိုမောင်နှမတွေမဆုံငါကြပြီဆိုတော့ဆုံငါပေါ့နော်ဆုံတဲ့ခါမှာရိုက်တဲ့ဟာလေးကတော့ဟိုကကြိုက်ပါတယ်မဟုတ်လွဲတာလားလွဲတာကြတော့အဲစကားပြောတဲ့နေရာပဲစကားပြောတာကိုဗာလဲကိုနဲ့ချစ်နဲ့ဗာလဲပတ်သက်မှုတွေကိုအဲ့ဒါကိုကစကားပြောမြန်ပြီးတော့အဲ့ဒါဒရိုက်တာပြပြနိုင်ရနေပြီးတော့လေပြပြပြောပြပြပြောဆိုတော့ပြပြပြောရမှာလားအခုပြောနေတာ normal ပဲလေကိုနဲ့ချစ်နဲ့ပတ်သက်မှုတွေကိုအဲ့အဲ့လိုပြောရမှာမဟုတ်ဘူးရဲ့ဗာလဲမမရဲ့ပြပြပြောပြပြအောင်နဲ့ကိုကဘယ်လိုဖြစ်တာလဲဆိုတော့ ကိုနဲ့ချင်းနဲ့အတတ်မှုဆက်လို့ချင်အားသာလေးကလွယ်ပါခေါက်ခေါက်ခါခါတော့မဟုတ်ဘူးပေါ့အဲလေးခါလောက်ပေါ့ဒီပထမတစ်ခေါက်ရိုက်တယ်မမရေးတဲ့စကားပြောမြန်နေတယ်တဲ့ကိုကလေကိုနဲ့ချင်းနဲ့ပတ်သက်မှုတွေလေအဲလိုပြောလိုက်တာမဟုတ်ဘူးတဲ့အဲ့တော့ကဲအဲ့ဒါဆိုလဲပြပြပဲပြောပါမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောမိသွားတာပေါ့နော်ကိုနဲ့ချင်းနဲ့ပတ်သက်မှုတွေစကားလည်းချက်လိုက်တယ်ပတ်နေရမှာပတ်သက်ဆိုရင်ညာထွက်လို့ပြအဲ့ညာမျိုးပြတီတီအဲ့လိုပြနေတယ်ဒါမှလည်းပြောဖို့ကောင်းပါတယ်ပေါ့လွယ်လွယ်လွယ်ကောင်းပါတယ် လွဲတာလွဲတာလည်းမဟုတ်ပါဘူးညီမလေးဒီလိုပဲပေါ့တစ်ခါတလေကြောက်လို့ရှိရင်လည်းခင်သနာတွေဖြစ်ကုန်တာညီမလေးအခုလာအခုဘာဖြစ်ဘူးအခုအခုကလည်းပြောတယ်ဘာဖြစ်ဘူးညီမလေးတဲ့ဟိုဘာဖြစ်ဖြစ်ပေါ့အဲ့လိုစကားပြောဖြစ်တာကြာတော့ပေါ့နော်မရိုက်ဖြစ်တာကြာတော့အခုလည်းအဲ့လိုဖြစ်တယ်တဲ့အခုဘာကားလည်းမသိရုပ်ရှင်ကားကြီးဆောက်ရိုက်သွားဆိုလည်းအခုလည်းအဲ့လိုပဲဖြစ်တယ်ညီမလေးဘာဖြစ်ဘူးဘာဖြစ်ဘူးတဲ့အခုလည်းမောင်နှမလိုဖြစ်နေရဲဆိုတော့ပေါ့နော်တခြားเจ้าကြီးလူဒီပါတော့တခြားဒီအဟိုเจ้าကဘယ်ဖြစ်ဒီเจ้าကဘယ်ဖြစ်စကားပြောနေရတဲ့အချိန်ကုန်နေရဆိုတော့ပြောဖို့ကောင်းပါတယ် ီလိုမျိုးပါပဲကိုကတော့ပြိသက်ကိုဒီတိုင်းပဲပေါ့နော်ချပြလိုက်တယ်ချပြလိုက်ခါမှာပြိသက်ဒီအပြည့်အတွက်လည်းကျေးဇူးတင်တော့ပါရဲ့ဟုတ်တယ်ဘလို့ကွာပြီးမှပြန်ထွက်လဲဆိုတော့တစ်နှစ်လောက်တော့ကွာမယ်ချင်တယ်နော်ဒါတစ်နှစ်လောက်တော့ကွာဒီတချင်းလေးကအဟောင်းလေးပေါ့နော်ဒီတချင်းနဲ့အဟောင်းလေးဒီတချင်းနဲ့အဟောင်းလေးကိုဝေကြီးရနေပြီဒီတချင်းလေးနဲ့ဟိုမိုင်းနဲ့လိုက်တယ်ပေါ့နော်အဲ့ဒါဆူဖြစ်သွားတာဒီဆရာရဲ့ idea လေးပါငါကပြောဆိုရအောင်ငါကခံစားရတာကိုကတော့ပြောရှင်နေပါတယ် ပျော်တဲ့မှုကအရင်ကောင်းတယ်လေပြီးခင်ဒီအရင်ပျော်သွားတဲ့မှုရက်ကောင်းတယ်ပြည့်တက်လာတဲ့မှုဒီလိုပါပဲကန်းချီမှာပေါ့နော်အဲသမချုပ်တွေစားရဒီလိုပါပဲဟုတ်ကဲ့အဲ့ဒါဆိုတော့ဒီကသူတို့ပိုင်ပျော်နေတဲ့ပိတ်သက်လို့ပဲ baby one နဲ့ဒါဆိုတော့ဟုတ်ကဲ့မတရားဘူးနော်မတရားဟုတ်လိုက်ထဲမှာပါရဲ့ပေါ့ပါမိပါပါမိပါအဲ့ဒါဒီဒီတစ်ခါလေးတော့ဘယ်လိုပြောရမလဲအတိုက်ခွဲတစ်ချင်းလေးဟိုပါပေါ့နော်ကိုကိုတိုင်းအဲဘယ်လိုပြောရမလဲ ဒီကအတင်းအငှားခံစားရလို့ဆိုဆောနာတော့မောင်လေးပြောလို့မငှားခံစားပြီမဲ့တကယ်ခံစားသူလို့တော့ဖြစ်ပါတယ်ဟုတ်ဘုန်းတော့မချက်ပါဘူးကိုကြီးဟုတ်ဘယ်လိုလဲဆိုယောက်ျားလေးနဲ့မိခင်ကမြောင်းပြန်ဖြစ်နေတယ်လေဒီတချင်းရကြတော့ကိုကဟိုကြီးကတော့ဘယ်ဟာပဲလှုပ်လှုပ်ပေါ့နော်ဘယ်လို့မဆိုမှုကတော့ထည့်ရမယ်မောင်လေးအဲဘယ်ဟာပဲဖြစ်ဖြစ်ရိုက်တာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်ပေါ့နော်မှုကတော့ထည့်ရမယ်လို့ထင်ပါတယ်ကြီးကမှုပေါ့နော်